အပေပင်းကြီးခွင့်ညာဆင်းအသိရောက်ပါစေအပေပင်းကြီးနဲ့ညာရအောင်ခြင်းနဲ့အပေပင်းကြီးခွင့်ညာဆင်းအသိရောက်ပါစေဘာပြောတာအပေပင်းကြီးနဲ့ညာရအောင်ခြင်းဘာပြောတာအဲအပေပင်းကြီးနဲ့ညာဘာလဲဆိုသိဖို့လိုပြန်ပြီ15မှာ၄စုံလောက်တာလေသုဇံ15သောတာပတိမေညာသောတာပတိဘုံညာနှိပ်ပါတစုံ အဲ့ဒီ15လက်ထမှာပထမအစုံကိုအပေပိနဲ့ညာလို့ဒီမှာသုံးတာတယ်နော်။ဘုဘက်ကလည်း15ရအောင်ဆက်ခြင်းမို့သုံးကမပြောရဘူးလား။ဒီဘက်မှာအပေပိနဲ့ညာလို့ဝါတာပြောင်းလိုက်တယ်15ပဲနော်။ဒါပြန်ဗတ္တိချင်းဖြစ်သွားပြီ။ပြန်သွားရင်15ရအောင်ဆက်ခြင်းမို့၄ချိန်တောင်မှာတယ်နော်။လိုင်းမှာဒီဘက်ကတာဝန်ကျေးပြီးဘုသူတာဝန်ချန်တော့တယ်။ ေသူတံကိုတော်ခြေပြွန်လို့ရမယ်ဟာသူတံကိုတံကိုခြေပြွန်အတိတ်ကဗုဒ္ဓဘာသာမလုပ်ခဲ့လို့တို့မြေပေါ်မှာဗုဒ္ဓဘာသာမုတ်တိတိုးပွားနေတာအတိတ်ကကြံခဲ့ပြီဘယ်လုံးမှပြည့်ပြည့်လို့မရဘူးဒီနေ့ပြစ်စုံပန်းလက်ရှိပြစ်စုံပန်းအချိန်ကပြုတ်ပြင်လိုက်ရင်အနာဂတ်အတွက်အကျိုးသိအောင်မယ်နော်အဲဒါကြောင့်၄ချိန်ဆက်ကျင်ဖို့မှားရတယ်တောင်းဝန်ခြေပြွန်စေခြင်းလို့နောက်တစ်ပုတ်ဖတ် ထိုညာဖြင့်လည်းမတော်ပဲဆင်းရဲငြိမ်းပါစေထိုညာဆိုတာဘယ်ဝိညာဉ်နဲ့ညာကိုပြောတာနော်ဆံက၄စုံတစ်စုံရရဘယ်တော့ကြံတယ်အဲဒီဒုတိယစာကြောင်းကကျမ်းနဲ့၃စုံအကုန်ရအောင်ဆက်ခြင်းတဲ့ဒုတိယစာကြောင်းကဘာပြောတယ်အဲ့ဒါမာဇိဆရာတော်ပြရဲ့ဩဝါဒနှစ်ခွန်းနဲ့ညီညွတ်ရင်ဆင်းက၄ဆုံးရတော့ဘာဖြစ်တယ်ယဟန္တာ အဲရဟန္တာဖြစ်သွားပြီဆိုတော့သုတိပိပရိသန်နေလာအောင်မလားမလာပါဘူး။ဟောနိဗ္ဗာန်အပြတ်ရောက်သွားပြီ။နောက်တစ်ပုဒ်စိတ်ကြံနေပေါ်လာရင်ရှုမှတ်ပြီးတော့ပဲပါတဲ့ဖြစ်ပေါ်လာ냐စိတ်ကြံမြတ်ပဲချနိုင်ပါစေစာကြောင်းကဘာပြောတယ်စိတ်ကြံနေပေါ်လာရင်ရှုမှတ်ပြီးတော့ပဲတဲ့စိတ်ကြံဆိုတာ ပီလကျွလွန်ခြင်းနဲ့စိတ်ကိုစိတ်ကြမ်းလို့ခေါ်တဲ့လူတွေမှာအနည်းဆုံး၅ပါးသီလဒီတဲ့စွမ်းနဲ့၈ပါးသီလဒီတဲ့စွမ်းနဲ့၉ပါးသီလဒီတဲ့စွမ်းနဲ့၁၀ပါးသီလဒါအကုန်မဲ့လူမှာကိုရင်ဒီမှာကိုရင်သီလက90ကျော်တယ်။ရဟန်းသီလက220ခွန်ရှိတယ်။အဲ့ဒီအသေးသေးပီလကျွလွန်ခြင်းနဲ့စိတ်ကိုစိတ်ကြမ်းတယ်နော်။ ဖြစ်ပေါ်လာ냐စိတ်ကြမ်းများပယ်ချနိုင်ပါစေစိတ်ကြမ်းဆိုတာဘာခေါ်တယ်အဲသီလကျွတ်လို့ရတဲ့စိတ်ကိုစိတ်ကြမ်းလို့ခေါ်တယ်တချင်တဲ့စိတ်ပေါ့တချင်တဲ့စိတ်လူရောသီလရှင်ရောကိုရင်ရောဥပဇင်းရောဘုံကြီးရောအကောင်လုံးသက်ဆိုင်တယ်တချင်တဲ့စိတ်ပေါ်ရင်ဘယ်လိုရှုမှတ်ပြီးတော့ပယ်မလဲတချင်တဲ့တချင်တဲ့အချိန်ပေါင်းတရားနေရာဆင်းရဲဆင်းရဲစေတနာပြည့်စုံဆိုပြီးတော့ရှုမှတ်ပယ်လိုက်နော် တချရစေပြောက်သွားရင်တအောင်မလားမတရင်ဒေါသအကုသိုလ်ရအောင်မလားသောတာပတ္တိမညာဘုညာမမရသေးပဲနဲ့ပြန်သွားတဲ့ယောဂီတွေဆိုရင်စိတ်ကြမကုန်သေးဘူးသောတာပတ္တိမညာဘုညာရပြီပြန်သွားတဲ့ယောဂီတွေစိတ်ကြကုန်ပြီကုန်ပြီဆိုတော့ဘယ်အကြောင်းနဲ့မှစိတ်ကြမပေါ်တော့ဘူးရှုမှတ်ပြီးပဲကြလုံးမလားအဲသောတာပတ္တိမေညာဘုံကြောင့်မရပါနဲ့ပြန်သွားရင်အကြောင်းတော်စိတ်ကြံကပေါ်ရတဲ့ ေါ်လာရင်ရှုမှတ်ပြီးတော့ပေးရမယ်မပယ်နဲ့လို့တတ်မင်းရဒေါသအကုသို့ရမယ်ချင်းရင်ပွင့်ရစိတ်ချဒါလောက်တတ်မင်းရဒေါသအကုသို့ရမယ်ဘာအပြည့်မှတိပြည့်မရှိဘူးသူများမွေးထားတဲ့ကွေးတွေဝက်တွေကြက်တွေကြောင်တွေနွားတွေတတ်မင်းပိုင်းချင်းကမကျင်းတဲ့ရဲစခန်းတိုင်းအချုပ်ထဲရောက်တရားရုံးကဆုံးဖြတ်ကြကြမယ်ဒီပြည့်မှုကြောင့်ငွေ9000ရောစီဆိုငွေမရောရဘူးလား ထောင်နှစ်လကြာသေးဆိုထောင်မကြဘူးလားသိရင်ငရဲရောက်အောင်မယ်အဲဒါကြောင့်မာသီဆရာတော်ဘုရားကြီးကသောတာပတိမညာခွန်ကြောင့်မရသေးဘဲနဲ့ပြန်သွားတဲ့ယောဂီတွေအတွက်မှားရတာဖြစ်ပေါ်လာ냐စိတ်ကြမ်းများပယ်ရှားနိုင်ပါစေမှတ်မိပြီနော်စိတ်ကြမ်းဆိုတော့ဘာခေါ်တယ်เออအရက်တောက်ခြင်းနဲ့အစိတ်ဆေးလိပ်တောက်ကွန်းစားခြင်းနဲ့အစိတ်လဲစိတ်ကြမ်းပဲเนาะရှင်းမှတ်ပြီးတော့ပဲ ကောစားတဲ့အကျိန်လေးများတော့ဗဇက်ကင်စာရဲ့လဲကြောင်းကင်စာတဲ့ဆေးလိပ်တောက်တဲ့အကျိန်လေးများတော့ကင်စာရောဂါမျိုးစုံတဲ့အိမ်ောင်ရှင်အမျိုးသမီးတွေဆေးလိပ်တောက်ကိုယ်ဝန်ပြက်တယ်တဲ့မပြက်လို့မွေးရင်အသေးတဲ့မသေးလို့အရှင်မွေးရင်ကင်စာရောဂါပါလာပြီတဲ့ကင်စာရောဂါပါလာတဲ့ခလေးဆက်မွေးလို့ဘယ်လောက်အသက်ရှင်မလဲကင်စာရောဂါဆိုတာသေးရတာပဲနော် အဲတလသာအရွယ်သေးရင်သိမယ်နလသာအရွယ်သေးရင်သိမယ်တနည်းသာအရွယ်သေးရင်သိမယ်သိရင်ကိုသားသမီးသေးတယ်ဆိုငိုရအောင်မယ်ကောင်းလားကောင်းပါဘူးအဲမသေးခင်ဆေးကွက်ရဲ့ကုန်ကြစိတ်ဒီဆုံးရှုံးတယ်ပြုစုဆောင်တဲ့လူလည်းပင်မတယ်အဲဒီလိုသိုးပြိုးမျိုးတွေမကြုံရမတွေ့ရအောင်လို့ဆေးလိတောက်ခြင်းနဲ့စိတ်လည်းရှုမှတ်ပြီးတော့ဘယ်ဆေးလိမတောက်ဖြစ်အောင်တောက်ဖြစ်ပြန်လဲညံညံဖြတ်ပြစ်ကြလား ဆေးလေးကမဖြတ်နဲ့လာခဲ့လိုင်မာစီကိုလိုင်မာစီကတင်ပြတဲ့အတိုင်းကျင့်၃ရက်နဲ့ဆေးလေးကုန်ပြတ်တယ်တဲ့သမိုင်းစာရန်ရှိတယ်သမိုင်းကြောင့်ဘိန်းအမဲ့ပြတ်တယ်ဒီတရားကဘိန်းအဖြူလည်းပြတ်တယ်ထန်းရည်အရက်ပြတ်တယ်ဆေးလေးပြတ်တယ်ကွန်းပြတ်တယ်ဒါလည်းမဖြတ်နိုင်ရင်လိုင်မာစီလာခဲ့ခိုးတော့ယူမလာနဲ့နော်ခိုးတော့ခိုးတာကုတွေ့ကုထွက်တရားမညာဘူးယဟန်နေလဲ ဘုဒ္ဓဘုရားတွေကပြန်လွှတ်တာပဲဒါစိတ်ကြံကိုပယ်ရမယ်